ိပြီးတော့နန်းတော်ကြီးရဲ့ဥယျင်ထဲမှာဘယင်ကြီးရဲ့သမီးတော်လေးတစ်ပါးပြေးလွှားဆော့ကစားနေတယ်။မင်းသမီးလေးဟာခလေးတဘာဝလက်ပြလေးတွေကိုလိုက်ဖမ်းရင်းရေကန်ကြီးနားကိုရောက်လာခဲ့တယ်။ရုတ်တရက်သူမရှိမှနတ်မောင်နေတဲ့အခြေခွန်တွေနဲ့ငွေနဂါးကြီးတကောင်ကိုပကင်းထောင်လေးရဲ့တွေးလိုက်ရတယ်။မင်းသမီးလေးဟာထိတ်လန့်သွားပြီးငွေနဂါးကြီးကိုကြောင်ကြည့်နေမိတယ်။ အဲ့ဒီအချိန်ကောင်းကင်မှာအရေးမဲကြီးတစ်ခုဖုံးလွှမ်းသွားပြီးကြီးမားလာတဲ့တိန့်စွန်ကြီးတစ်ကောင်ဟာငွေနဂါးကြီးကိုတုတ်ချီသွားတော့တယ်။မင်းသမီးလေးလည်းကြောင်ကြည့်နေရမှသတိပြန်ဝင်လာတဲ့အခါသူ့ရှေ့မှာငွေနဂါးဦးလေးတစ်လုံးကိုတွေ့လိုက်ရတယ်။သူကြည့်နေစင်မှာပဲဦးကလေးဟာလှုပ်ရှားလာပြီးအကြောင်းလေးတွေပေါ်လာခဲ့တယ်။ဦးထဲမှာငွေနဂါးပေါက်ဆလေးတစ်ကောင်ထွက်လာပြီးမင်းသမီးလေးကိုစိုက်ကြည့်နေခဲ့တယ်။ အနက်ရောင်ငွေနဂါးတွေဟာရှားပါးမျိုးစိတ်တစ်ခုဖြစ်ပြီးအစိတ်လည်းအလွန်ပြင်းကြတယ်။ငွေနဂါးတွေဟာအမြင်အာရုံတိတ်မကောင်းပေမဲ့အကြအာယုံနဲ့အနက်ခံအာယုံကတော့တိတ်ထမြက်ကြတယ်။ငွေနဂါးလေးဟာဥမပေါက်လာရမှာပထမဆုံးတွေ့ရတဲ့မင်းသမီးလေးကိုမိခင်လိုမှတ်ယူသွားခဲ့တယ်။တကောင်းကြီးကြီးနဲ့ဝေးလံလှတဲ့တနေရာကရွာငယ်လေးတစ်ခုမှာလေယာလုတ်ကင်စားတောက်ကြတဲ့အဖိုးကိုဇနီးမောင်နှံနေထိုင်ကြတယ်။သူတို့မှာမောင်ပေါက်ကျိုင်းဆိုတဲ့တားငယ်လေးတယောက်ရှိတယ်။ မောင်ပေါကျိုင်းမွေးဖွားစဉ်ကရွာနီးမှာတရင်သုံးနေတဲ့ရတိကြီးကမောင်ပေါကျိုင်းရဲ့ဇာတာကိုတွက်ချက်ပြီးထင်ရှားကြော်ကြားမိဇာတာရှင်ဖြစ်ကြောင်းအဖိုးကိုလင်မယားကိုမိန်ကြားခဲ့ဘူးတဲ့ဒါပေမဲ့လူငယ်လေးမောင်ပေါကျိုင်းဟာဉာဏ်ရည်ထက်မြက်သူတယောက်မဟုတ်ခဲ့ပါဘူးလဲထုံသွားနှောမိဖြစ်နေတတ်တဲ့မောင်ပေါကျိုင်းအရွယ်ရောက်တဲ့အခါမိဘတွေက တက်ကတီလာဒီတာပါမောက်ခဆရာကြီးထံဆေလွတ်ပြီးပညာများတင်ကြားစေခဲ့တယ် မောင်ပေါက်ကျိုင်းလေးမိဘတွေထည့်ပေးလိုက်တဲ့ထမင်းထုံနဲ့ငွေစားအချို့ကိုယူဆောင်ပြီးတက္ကသီလာတို့ခီးထွက်ခွာလာခဲ့တယ်။ဒီတာပါမောက်ခဆရာကြီးဟာမောင်ပေါက်ကျိုင်းရဲ့ကျန်အင်လက္ခဏာကိုကြည့်ရှုပြီးကြော်ကြားမိလက္ခဏာရှိတာကြောင့်တပည့်အဖြစ်လက်ခံကမင်းသားတို့တအပ်တဲ့ထာယာတ18ရက်ကိုတင် जा ပေးခဲ့တယ်။ ဆရာကြီးကမြည်တို့ပင်စ조사တင် जा စီကမူမောင်ပေါ့ကျိုင်းဟာ၃နှစ်၃မိုးပြည့်တဲ့အချိန်မြည်တိပညာရက်ကိုမြဟုတ်တိပတ်တိတက်မြောက်ခဲ့ခြင်းမရှိပါဘူး။ဘေဒင်နက်ခတ်ပညာမှာလဲမကျွမ်းကျင်သလိုတခုတ်လှန်ထိုးမှာလဲပါရမီနဲလာပါတယ်။မောင်ပေါ့ကျိုင်းတက်မြောက်တာဆိုလို့မပြောပင်ခုတ်တဲ့အတက်သားရှိတယ်လို့အခြားចောင်းသားများကပေါံပြောင်လေးရှိကြတယ်။၃နှစ်ပြည့်လို့အចောင်းသားများအတီးတီးကိုမျိုးကိုရွာကိုပြန်ခဲ့ကြတယ်။ ဆရာကြီးကမတက်တာတဲ့အဆုံးမောင်ပေါက်ကျိုင်းအားခေါ်ယူပြီးပညာကိုဝိရိယစိုက်ကဆက်လက်သင်ယူလိုစိတ်ရှိစေရန်ပရိယေဖြင့်စကားကြီးသုံးခွန်းကိုမှာကြားလိုက်တဲ့ဆရာကြီးကမောင်ပေါက်ကျိုင်းအားတပည့်မင်းဟာအောင်မြင်ထင်ရှားမည်သူတို့ရဲ့ကျင့်ရင်လက္ခဏာနှင့်ပြည့်စုံပေမဲ့ပညာရှိပုစင်အချိန်မှာဘာပညာမှမဲမဲရဲရတက်မြောက်ခဲ့ခြင်းမရှိဘူးဒါကြောင့်အခုဆရာပြောမဲ့စကားသုံးခွန်းကိုတေချာမှတ်သားပြီးလိုက်နာကျင့်ကြံပါလေလို့ဆိုကား သွားပါများခီးရောက်မေးပါများစကားရမအိပ်မနေအသက်ရှိဆိုတဲ့လင်္ကာကို မောင်ပေါ့ကျိုင်းအားနှုတ်တိုက်ချက်ခိုင်းကပြန်လှုပ်လိုက်ပါတယ်။မောင်ပေါ့ကျိုင်းလဲဆရာကြီးအားကတော့ပြီးအထုပ်ဆွဲကတက်ကတိလာမှထွက်ခွာလာခဲ့တယ်။မောင်ပေါ့ကျိုင်းဟာရွာကိုပြန်ခဲ့ပေမဲ့တော်လန်ခီး၌မျက်စိလဲလမ်းမကရွာမဝေးရာသို့ရောက်ရှိလာခဲ့တယ်။ မောင်ပေါက်ကြိုင်းလဲတော်တွေကတတိတဥရိစားပြီးဆရာကြီးမှကြားခဲ့တဲ့သွားပါများခီးရောက်ဆိုတဲ့စကားအတိုင်းဆက်လက်ခီးနေခဲ့ရာတကောင်းပြည်ကြီးတို့ရောက်ရှိလာခဲ့တယ်သူဟာတာယာလှပတဲ့ဥယင်ကြီးတစ်ခုကိုတွေ့ရတဲ့အတွက်ဥယင်ထဲရောက်လာခဲ့တယ်အရေးအာဝါဒကောင်းလာတဲ့တစ်ပင်ကြီးတစ်ပင်အောင်မှာညီညာပြန့်ပြူတဲ့ကြောက်ဖြာကြီးတစ်ခု တွေ့တာနဲ့သူလဲမောမောပန်းပန်းနဲ့ကြောက်ဖြာပေါ်မှာအိမ်မောကြသွားခဲ့တယ် ကောင်းပြည်ဘရင်ကြီးရဲ့တဦးရဲသောသမီးတော်လေးဖြစ်တဲ့ဝါဇန်နီမင်းသမီးလေးအရွယ်ရောက်တဲ့တနေ့မှာဘရင်ကြီးဟာနတ်ရွာဇန်ကန်တော်ကုန်ခဲ့တယ်။ဘရင်ကြီးမှာထီးနန်းဆက်ခံမဲ့တားတော်မရှိတဲ့အတွက်သမီးတော်လေးမင်းမြန်းနဲ့ပဟိနီပု္ပ္ပာသုံးခုကိုဖြေဆိုနိုင်သူအားသမီးတော်နဲ့လက်ဆက်ကထီးနန်းအနှင်းရန်မှုမှတ်တို့ကိုမှာကြားထားခဲ့တယ်။တကောင်းပြည်ရဲ့အမတ်ချုပ်ကြီးဟာဘရင်ကြီးနဲ့ရွာဆန္ဒနဲ့တကောင်းထီးနှန်းကိုရယူလိုတဲ့အတွက်မင်းသမီးလေးအားတင်ပိုက်လိုက်တယ်။ မတ်ချုပ်ကြီးကဆယ်ရက်အကြာတွင်မင်းသမီးဝါဆန်နီနှင့်လက်ထက်ထင်းများကနန်းသိန်းပြည်သိခံရန်အတွက်ပြင်ဆင်မာတော့တယ်။အမတ်ကြီးဟာတက်တော်ဆောင်များထူထပ်စွာချထားပြီးဘရင်အိယာဆောင်မှနှစ်ချိုက်စွာဆက်တော်ခေါ်ခဲ့တယ်။နောက်တနေ့မနက်မှာတော့ဘရင်အိယာဆောင်တွင်မှအသားရည်များပြာနှံ့လျက်ရှိပြီးလဲကြတည်ဆုံးနေတဲ့အမတ်ကြီးကို တွေ့ကြရတယ်။မူးမတ်များဟာဒံယာတစုံတရာမတွေ့ရှိရပဲတေဆုံးနေတဲ့အမတ်ကြီးကိုတွေ့တော့အံ့အားတင်သွားကြတယ်။ မူမတိုးကတိုင်းပြည်မှာဘရင်မရှိလျင်မတင့်တော်တဲ့အတွက်ဘရင်ဖြစ်တင်မြောက်ရန်မင်းလောင်းကိုရှာဖွေခဲ့ကြတယ်။၎င်းပြည်ရဲ့ထီးနှံကိုတင်ပိုက်လိုသူမင်းလောင်းများဟာမင်းသမီးရဲ့အမေးပု္ပ္ပာ၃ခုကို မဖြေရခင်မှာပဲဘရင်အိတ်ခန်းဆောင်အတွင်းမှာထူးဆန်းစွာတည်ဆုံးကုန်ကြတယ်။ ောက်ဆုံးတော့တကောင်းပြည်မှာအုတ်ချုပ်မင်းလို့လို့သူတယောက်မှမရှိတဲ့အတွက်မူမတ်တို့ကပရောဟိတ်များအကြံပေးတဲ့အတိုင်းမင်းဦးရင်ကြီးထဲမှာတလင်းကြောက်ဖြာကြီးတစ်ချက်ခင်းကျင်းထားပြီးကြောက်ဖြာပေါ်မှာအိဆက်သူကိုမင်းလောင်းအဖြစ်တင်မြှောက်ရန်စီမံခဲ့ကြတယ်မောင်ပေါက်ကျိုင်းဟာစူးစူးညံ့ညံ့အတန်တွေကြောင့်ကြောက်ဖြာထက်မှအိမ်မောကြနေရကလန်နိုးလာခဲ့တယ်။တကောင်းမူမတိုးကမောင်ပေါက်ကျိုင်းအားမင်းမြောက်တန်စာ၅ပါးဆင်မြန်းပေးကနန်းတော်သို့ခေါ်ဆောင်သွားခဲ့တယ်။ မောင်ပေါက်ကျိုင်းလည်းပူမတိပါမတိနဲ့ပါသွားပြီးနန်းတော်သူရောက်ခဲ့တဲ့စာလောင်လာတာနဲ့တီခင်းနဲ့ဘရင်စားတော်အုပ်ကိုတဝါစားတောက်ပြီးလို့အကျိုးအကြောင်းမေးမြန်းတဲ့အခါမှုမတ်တို့ကမင်းသမီးဝါဆန်နီရဲ့အမေပု္ပ္ပာသုံးခုကိုဆယ်ရက်အတွင်းဖြေဆိုပြီးတဲ့အခါတကောင်းပြီကိုမင်းလိုအုပ်ချုပ်ရမည်ဖြစ်ကြောင်းရောက်တင်ကြရတယ် မောင်ပေါက်ကျိုင်းလဲဘရင်အိယာဆောင်တဲ့ရောက်တဲ့အခါထူးဆန်းလာတဲ့ရှင်ဘရင်တင်မြောက်ပုံကိုစဉ်းစားနေရင်ဆရာကြီးမှကြားလိုက်တဲ့မိဘများစကားရဆိုတဲ့အမှားစကားကိုတတိယကမန်းတွင်အဆောင်များနဲ့အချွေရန်တို့ထံမင်းမြန်းစနီးနာပါတယ်ထိုခါမှမင်းလောင်များတည်ဆုံကြတဲ့အတွက်တကောင်းပြီမှာမင်းလုံလို့သူမရှိဖြစ်ရတဲ့အကြောင်းကိုသိရှိခဲ့ရတယ် ောင်ပေါက်ကျိုင်းလဲဆရာကြီးရဲ့အမှားစကားတွေဟာအဖိုးတန်လှပါလားလို့စဉ်းစားရင်နောက်ဆုံးစကားဖြစ်တဲ့မအိတ်မနေအသက်ရှိဆိုတဲ့စကားအတိုင်းကြင်ကြံမှဟုအောက်မေ့ခဲ့တယ်။သူဟာဗရိတ်အိတ်ခန်းဆောင်အတွင်းလုံးကြံတက်ဖြတ်သူကိုတညာလုံးမအိတ်ပဲစောင့်စားရန်ဆုံးဖြတ်လိုက်ပြီးငွေရထက်မှာငပြောလုံးတုံးကိုဆောင်ဖြတ်ပတ်ကထားရှိပြီးကန့်လန့်ကအကွယ်တွင် ပုံးကွယ်စောင့်ဆိုင်နေခဲ့တယ်။ ညတခေါင်ရောက်တဲ့အခါမင်းနဲ့နေတဲ့အခြေခွန်တွေရှိတဲ့ငွေနဂါကြီးဟာအိတ်ခန်းဆောင်အတွင်းသို့တွားတော့ဝင်ရောက်လာပြီးဂရင်ပေါ်မှငပြောတော့ကိုမင်းလောင်းအမှတ်နဲ့အစိမ့်ငွေများမှုတ်ထုတ်လိုက်ပါတော့တယ်။အစိမ့်ငွေများရှူမိတာတော့မလုံမရှက်ဖြစ်နေတဲ့ငပြောတော့ကိုတွေ့တော့ငွေနဂါကြီးကဒေါသထွက်သွားပြီးသပြင်းထောင်ကလှမ်းပေါက်လိုက်ပါတော့တယ်။မောင်ပေါက်ကျိုင်းလဲငပြောတော့မှာအစွဲနဲ့ဝင်နေတဲ့ငွေနဂါကြီးရှိရာကိုတဟုန်ထိုးခုန်အုပ်ပြီးတန်လျက်နဲ့ပိုင်းချလိုက်ပါတော့တယ်။ ဝါဆန်နီမင်းသမီးလေးအားတင်ပိုက်လို့သူမင်းလောင်းများကိုအစိမ့်တင်တည်ဆုံးစေခဲ့တဲ့ငွေနဂါကြီးဟာမောင်ပေါက်ချိုင်းလက်ချက်နဲ့တည်ဆုံးသွားပါတော့တယ်။နနလင်းတဲ့အခါမင်းလောင်းများကိုတက်ဖြတ်နေတဲ့သူမှာငွေနဂါကြီးဖြစ်ကြောင်းတွေ့ကြရတဲ့မှုမှတ်တွေဟာမောင်ပေါက်ချိုင်းကိုအထင်ကြီးလေးစားသွားကြပြီးငကားနိုင်မင်းဟုချီးကျူးဂုဏ်ပြုကြတယ်။ထို့အထင်းမှာမပြောရွှင်ပဲဝမ်းနေနေသူကတော့ဝါဆန်နီမင်းသမီးလေးပဲဖြစ်တယ်။ ညွေနဂါးကြီးကိုသူမငယ်စဉ်ကပင်နန်းတော်အောင်ဖြိုးဝက်အဆောင်ကြီးထဲမှာတိတ်တဆိတ်မွေးမြူထားခဲ့တယ်။ငွေနဂါးကြီးကလည်းသူမအားရံပြူသူများရံမှကာကွယ်ဆောင်ရှောက်လေးရှိတယ်။ယခုမောင်ပေါကျိုင်းလက်ချက်နဲ့တေဆုံးသွားတဲ့အခါသူမအလွန်ပဲစိတ်ထိခိုက်ရပါတယ်။နောက်တနေ့မှဝါဆန်နီမင်းသမီးကမင်းလောင်းမောင်ပေါကျိုင်းအားပဟေလိပု္ပ္ပစာ၃ခုကိုမေးမြန်းခဲ့တယ်။ဂျာပေးလို့စုတ်ထောင်ပေးလို့ချုပ်ချစ်သူအယိုးစတိုးလို့ င်းသမီးကထိုးပဟေနီအား၁၀ရက်ပြည့်လို့မဖြေနိုင်ရင်မောင်းပေါက်ကြိုင်းအားမင်းဖြစ်နဲ့မထိုက်တန်တဲ့ရာဇဝတ်သားအဖြစ်သတ်မှတ်ကာကိုမြေရမည်ဖြစ်ပြီးဖြေဆိုနိုင်ပါကသူမအသက်ကိုအဆုံးစီရင်ခွင့်ပြုသည်ဟုရာဇတန်ပေးခဲ့တယ်။မောင်းပေါက်ကြိုင်းလဲညံနေသူပြီးပြီးမင်းသမီးရဲ့ပဟေဒီကိုစဉ်းစားမရပဲရှိပါတယ်။ သူကကျင်းရတော်လောင်းတွေကိုတက်ဖြတ်နေတဲ့ငွေနဂါးကိုတုတ်တင်နိုင်ခဲ့ပါလျက်ဝမ်းမြောက်ဟန်မပြပဲအသက်ချင်းလောင်းကျေးထက်နေတဲ့မင်းသမီးကိုနားမလည်နိုင်ဖြစ်နေခဲ့တယ်။နောက်ဆုံးတော့ဆရာကြီးရဲ့အမှားစကားအတိုင်းမိပါများစကားရနိုင်ပေသည်လို့စဉ်းစားကနန်းတော်အတွင်းလိုက်လံမင်းမြန်းရာနန်းတွင်အဝတ်တန်စာများချုပ်လုပ်ပေးရာရက်ကန်းယုံတို့ရောက်ရှိလာခဲ့တယ်။ ရကန်းယုံတွင်ရွှေကြည်ဝင်အားမင်းမြင့်ရာမင်းသမီးကငွေနဂါး၏အရေးကိုစုပ်၍ခြုံထဲပူဝါရက်လုံရန် စေခိုင်းထားကြောင်းသိရှိခဲ့ရသည်။စုလက်အဖြစ်အရေးစုပ်သူအားအတပြာတရာနှင့်ခြုံထဲချုပ်လုပ်သူအားအတပြာတထောင်ချီးမြှင့်ကြောင်းလည်းသိရှိခဲ့ရသည်။မောင်ပေါက်ကြိုင်းလည်းမင်းသမီးဝတ်တဲ့ပဟေနီအားဆက်ဆက်သဘောပေါက်သွားခဲ့တယ်။ အဟိနီအားဖြည့်ဆိုရတဲ့နေ့မှာမင်းသမီးကငွေနဂါရဲ့အစွဲကိုသတို့အဖြစ်ပြုလုပ်ဝတ်ဆင်ထားတာကိုတွေ့ရတယ်။မောင်းပေါက်ကြိုင်းလဲမှုမတ်များရှိမှတသက်နှစ်တကွမင်းသမီးရဲ့ပဟိနီကိုအဖြည့်ပေးနိုင်ခဲ့တယ်။ ဝါဇန်နီမင်းသမီးလည်းမောင်ပေါက်ချိုင်းဖြေဆိုသည်မှာမှန်ကန်ကြောင်းဝင်ခံပြီးတတိအတိုင်းသူမအားစီရင်နိုင်ကြောင်းဆိုပါရယ်မောင်ပေါက်ချိုင်းလည်းမတီး၍ပြူမိသည့်အမှုများကိုအပြန်လန်ကြေးအေးဖို့စကားဆိုပြီးမင်းသမီးအားမိဖုရားအဖြစ်တင်မြှောက်ကပြီးသိက်ခံပြီးတကောင်းပြည်ရဲ့ဘရင်ဖြစ်လာခဲ့တယ် မောင်ပေါ့ကျိုင်းဟာတကောင်းပြည်ကိုသတို့မဟာရာဇာအမည်နဲ့မင်းလို့အုပ်ချုပ်ခဲ့ပြီးဝါဆန်နီမိဖုရားနဲ့ကိန်ရီဒေဝီဆိုတဲ့မိဖုရားနှစ်ပါးရှိခဲ့တယ်။ မိဖုရားကိန်ရီဒေဝီရဲ့မောင်ဖြစ်သူခေဘဒူဒမင်းသားကိုအင်ရှိအရာအနှင်းခဲ့တဲ့ခေဘဒူဒမင်းသားဟာနောက်အခါမှာရတ္တိယဟန်ပြုသွားခဲ့ပါတယ်မိဖုရားကိန်ရီဒေဝီဟာအမွာမင်းသားလေးနှစ်ပါးမွေးဖွားခဲ့ပြီးမဟာတန်ဘဝနဲ့ဆူလာတန်ဘဝလို့အမည်တွင်ပါတယ်ထူးဆန်းစွာပဲမင်းသားညီနောင်နှစ်ပါးဟာမျက်စိနှစ်ကွင်းအလင်းမရကြသူများဖြစ်နေကြပါတယ်